အားလုံးပဲမင်္ဂလာပါနော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကမ္ဘောဒီးယားနိုင်ငံမှာတွားရလာရလွယ်ကူစေရန်အတွက်ကမ္ဘောဒီးယားနိုင်ငံရဲ့ transportation အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ်နော်ဒီလို common တဲ့အကြောင်းအရာများကိုအစဉ်အမြဲတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးဖို့ကျွန်တော်တောင်းဆိုပါရစေနော်ကမ္ဘောဒီးယားနိုင်ငံမှာကျွန်တော်တို့လိုခီးသွားတွေအများဆုံးတွားလာပြီးငါရဏလေးကတော့ကျွန်တော်တို့တုတ်တုတ်များဖြစ်ပြီးတုတ်တုတ်တွေကိုတော့ကျွန်တော်တို့အလွယ်တကူ ကျွန်တော်တို့ passer software ဖြစ်လကောင်ကျွန်တော်တို့ grad software ဖြစ်လကောင်ဒါမှမဟုတ်လည်းကျွန်တော်တို့ကိုယ်တိုင် letter ပြီးတော့သူတို့ go plan ခေါ်သည်ဖြစ်စေငှားလို့ရပါတယ်နော် memoria နိုင်ငံမှာတော့ foreigner ဝင်ထွက်ရမ်းများတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ tow driver car driver တို့အနေဖြင့်အင်္ဂလိပ်ဘာသာအခြေခံရရသည်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့အင်္ဂလိပ်စကားကိုသူတို့နဲ့အလွယ်တကူ conversation ပြောနိုင်ပါတယ်နော်ကျွန်တော်တို့ cambodia နိုင်ငံမှာသွားလာရေးအတွက်ဈေးသက်သာဆုံးနဲ့ဈေးမှန်ကန်ဆုံးငါတော့ကျွန်တော်တို့ ပတ်ဆက်များမှာငါသည်တော်တော်များဖြစ်စေကားများဖြစ်တာကြောင့်ကျွန်တော်တို့ကမ္ဘောဒီးယားဆင်ကယ်လီကိုဝယ်ပြီးတော့ပတ်ဆက်ကောက်ဖောက်ထားခြင်းဖြင့်ငားရလွယ်ကူနိုင်ပါလေနော်ဂရက်ကတော့နည်းနည်းဈေးကြီးမှဖြစ်ပြီးလက်တာငါသည်အတုတ်တုတ်ဖြစ်စေကားများကတော့သူတို့က foreigner ဆိုရင်ဈေးပိုတောင်းနေတာဖြစ်တာကြောင့်ကျွန်တော်တို့အခြေအနေကြည့်ပြီးတော့ငားရန်ဖို့အကြံပေးပါရစေနော်ကမ္ဘောဒီးယားနိုင်ငံမှာဆင်ကယ်များကတော့ဆဲကယ်ရဲ့စမကယ်ရဲ့အများဆုံးသုံးပြုများတာဖြစ်ပြီးကျွန်တော်တို့တကက်ကို3ဒေါ်လာတော့ပေးရပါတယ်နော် ကမ္ဘောဒီးယားနိုင်ငံမှာအများဆုံးအသုံးပြုတာကတော့စမတ်ကတ်များဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံအတွက်တော့အစဲကတ်များအတွက်ပို၍လိုင်းကောင်းပါတယ်နော် access software မှာတော့မိမိသွားခြင်းတဲ့နေရာကို location ထောက်ပြီး click confirm နှိပ်ပြီးတာနဲ့ကျွန်တော်တို့ရှာမယ်တုတ်တုတ်ကအခြားမိမိကျန်းနေတဲ့ယာကားများကိုရွေးချယ်ပြီးသူတို့ရဲ့ဈေးနှုန်းအလိုက်တို့ငှားရနိုင်ပါတယ်နော်မိမိနေတဲ့ဘဏ်ကနဲ့လည်းငွေချေနိုင်တယ်လို့ကတ်ဖြစ်လဲပိုက်စံတိုင်းရိုက်ကျွန်တော်တို့ပေးနိုင်ပါတယ်နော်နောက်ထပ်ကမ္ဘောဒီးယားနိုင်ငံမှာဒေါ်လာရေးအတွက် ကျွန်တော်တို့စတိုင်ကယ်ကားများကိုလည်းမော်တော်ဘိုက်ရန်တဲ့ကားရန်တဲ့မြန်မာကျွန်တော်တို့တနစ်တာအတွက်ငှားရနိုင်ပြီးကျွန်တော်တို့မတ်မှာအလွယ်တကူမော်တော်ဘိုက်ရန်တဲ့ဆိုပြီးတော့လည်းရိုက်ရှာပြီးကျွန်တော်တို့ငှားရနိုင်ပါတယ်နော်ကြုံကြမဲ့ဈေးလေးကတော့တနစ်ကိုကျွန်တော်တို့18ဒေါ်လာကနေ25ဒေါ်လာကျရှိနိုင်ပြီးကျွန်တော်တို့ရွေးချယ်တဲ့မော်တော်ဘိုက်ပုံမူတွေလည်းဈေးများကွဲပြားနိုင်ပါတယ်နော် ကျွန်တော်တို့ရှေ့မှာပြောထားတာလေးကတော့မြို့နယ်အတွင်းမှာတွာလာလို့ရမှာဖြစ်ပြီးကျွန်တော်တို့ဖနွမ်ပင်ဆိုဖနွမ်ပင်အတွင်းမှာပဲဆင်ရွိဆင်ရွိအတွင်းမှာပဲကျွန်တော်တို့တွာလို့ရမှာဖြစ်ပါတယ်နော် ကျွန်တော်တို့တမျိုးနယ်နဲ့တမျိုးနယ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့တက်စီများကိုငှားမှာဖြစ်ပြီးမိမိအနေဖြင့်တယောက်တည်းတစ်စီးလုံးငှားမယ်ဆိုရင်တော့ဒေါ်လာ80လောက်ကုန်ကြနိုင်ပြီးတစ်စီးလုံးမငှားပဲခွဲငှားမယ်ဆိုရင်တော့တယောက်ကိုဒေါ်လာ15ဒေါ်လာနဲ့20ဒေါ်လာထိကျတဲ့မှာဖြစ်ပါတယ်နော်မိမိအနေနဲ့ခွဲငှားမိဆိုပါကတက်စီဒရိုက်ဘာကခွဲငှားမိဆိုတဲ့အကြောင်းပြောဆိုနိုင်ပြီးဤသွားမည်မျိုးနယ်အားပြောပြရုံဖြင့်သူတို့အခြား၃ယောက်ကိုသူတို့ဘာသာသူတို့ရှာပြီးမိမိအပါဝင်၄ယောက်အနေဖြင့်သူတို့မိမိသွားတဲ့နေရာကိုလိုက်လံပို့ဆောင်ပေးပါ ါတယ်နော်ကျွန်တော်သွားခဲ့တဲ့ခီးစဉ်ကတော့ဆင်ရူးကနေခနန်းတင်ထိဖြစ်ပြီးတက်စီဒရိုင်ဘာကခွဲသွားမိလို့ပြောခဲ့တာကြောင့်အခြားသုံးယောက်ကိုသူတို့ဘာသာသူတို့ရှာပြီးကျွန်တော်နဲ့ပေါင်းရင်၄ယောက်အနေနဲ့ကျွန်တော်တို့ခနန်းပင်ကိုအဆင်ပြေစွာသွားခဲ့ပါတယ်နော်အခုလိုကမောရီးယားနိုင်ငံမှာခီးသွားလာအကြောင်းအရာများကိုပြန်လည်မျှဝေပေးတာဖြစ်လို့လူကြီးမျိုးတို့လည်းအသုံးဝင်စေပြီးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးကြပါဦးလို့ကျွန်တော်မြတ်တာရက်ခံပါတယ်နော်